မင်္ဂလာပါရှင်နေရ6လမှ10ရ6လတပတ်တာဒီနေ့ကလေးသားသမီးချင်းမေးဆိုရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်ဒီနေ့ကလေးသားသမီးချင်းမေးဆိုဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့မိမိဘက်ကတည်ငြိမ်စွာနဲ့အလုပ်တွေကိုလုပ်ကြပါအောင်မြင်မှုတွေရရှိလာမယ့်တပတ်တာလို့တွေ့ရပါတယ်။ဒါအပြင်ရောင်းဝယ်တဲ့ပတ်သက်ပြီးတော့လည်းရောင်းပန်းဝယ်ပန်းတွေပွင့်လင်းစေမယ့်တပတ်တာလို့မြင်နေပါတယ်။ တံမိုးကြီးသောပစ္စည်းများဝင်လာမှုရှိနေပါတယ်။မိမိကိုယ်တိုင်ကတီးတီးခြားခြားရည်ရွယ်ထားတဲ့တံမိုးကြီးပစ္စည်းလဲဝယ်ယူနိုင်သလိုမမျော်လင့်မင်းနေတစုံတစ်ယောက်ကနေဖန်တီးပေးလိုက်တဲ့အရာမျိုးကြောင့်လေဝင်လာတဲ့အရာလေးကိုလေတွေ့ရမှာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းစပ်နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းနေအကြံဉာဏ်ကောင်းနေအထောက်ပံ့ကောင်းနေရရှိစီပါပဲဖြစ်ပါတယ်။ဒါအပြင်ဆရာသမားတွေဇီယာနေပြီးတော့အဆက်အသွယ်ကောင်း နောက်အချိတ်ဆက်အကောင်းလေးတွေဒါမျိုးလေးလေရရှိစေမယ်လို့တွေးရတယ်။နောက်တစ်ခုကကြတော့ခရီးကိစ္စများဒီတစ်ပတ်တည်းမှာပဲအလုံးစုံအဆင်ပြေသွားမယ်။တွားရတာဒါတာလွယ်ကူစေတယ်။ဒါအပြင်ပိုကူးတန်းတဲ့အခါမှာလည်းပဲအရာအလုံးအဆင်ပြေမဲ့တစ်ပတ်တာလို့လည်းတွေ့ရပါတယ်။မိတ်ဆွေပေါင်းတင်နဲ့ပတ်သက်ပြီးတော့မိမိကိုယ်တိုင်ကလည်းမိတ်ဆွေအပေါင်းအသင်းကိုအကူအညီပေးသလိုမိတ်ဆွေပေါင်းတင်နေစီကလည်းမိမိစီကို အပြည့်အဝအကူအညီကောင်းရရှိစေတဲ့အပြင်မထင်မှတ်တဲ့ဒီမိတ်ဆွေကြောင့်ဝေးကွာနေတဲ့ဆွေမျိုးသားချင်းတွေပြန်လည်ချိတ်ဆက်ပြီးတော့အကူအညီရရှိစေတာမျိုးနောက်ပြီးတော့တရင်ကောင်းကြရတာမျိုးဆွေမျိုးသားချင်းစီကမထင်မှတ်တဲ့အရာလေးတွေဝင်လာတာမျိုးဒီဟာလေးလေးတွေ့ရမှာပဲဖြစ်ပါတယ်အတိုက်ခိုက်တော့ရှိတယ်သတိထားရမယ်ကိုယ်သွားတဲ့လာတဲ့နေရာလေးတွေမှာမိမိကိုမလို့မလို့တာမျိုးမိမိကို စိတ်နှောက်ယှက်ပေးတာမျိုးစိတ်ဒုက္ခပေးတာမျိုးဒီလိုလေးတွေရှိတယ်။ဒါကြောင့်မို့လို့သွားတဲ့လာတဲ့နေရာမှာအမြင်တတိဝိရိယရှိစီချင်ပါတယ်။အချိန်နဲ့ပတ်သက်ပြီးတော့အလိန်ခံရတဲ့တည်းအညာခံရတဲ့တည်းလေပြားသွားတာတွေဖြစ်တဲ့တဲ့ဒါတော့ဘယ်စိတ်စီချင်နေအိမ်တော်ကြီးเนี่ยပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့အလောက်ကန်ကြောင့်အရန်စိတ်တွေပူပန်နေရတာတော့မုန်းချက်နေရတာဒီလိုလေးတွေ့ရမှာပဲဖြစ်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးချိုးမရှိဘူး။ဒို့ပင်ပဲရခိုင်ကနေကကျမ်းမာရေးချူချလာတဲ့ဆူရီအဲ့ဒီတွေ့ဆေးဟူစိတ်ကန်းနေပြရမေးတူလူတန်းလန်းလေးဖြစ်တဲ့တည်းမပြီးပြတ်တာမျိုးလေးကြုံရတဲ့တည်းအတော့အရင်ရင်နေခဲ့ရဆေးတွေကိုတောက်နေရတယ်။အဲ့ပုံမှန်တောက်နေရတဲ့ဆေးတွေကိုထပ်ထပ်ပြီးတော့မှဒါကိုအမြဲတမ်းကိုစပြအောင်တောက်လျှောက်တောက်နေရတဲ့အတွက်ကြောင့်မလို့ရင်းတုံးနေအစာအသောက်တွေမစားခြင်းမတောင်းခြင်းနဲ့စိတ်ကြီးဖြစ်တဲ့ဂရင်းပြက်တယ်ဒါလေးရောရှိတယ်နော်။ အေးချမ်းခြင်းငြိမ်းချမ်းခြင်းမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုကိုနိုင်ကလည်းပဲဝေပေးငွေယူကိစ္စတွေမှာကျန်းဖြစ်တာအခက်ခဲဖြစ်တာတော့နောက်ပြီးတော့ပြောဆိုရတာခက်တာဒီလိုကိစ္စရလေးရှိတယ်။ဒီအတွက်ကြောင့်မို့လို့အေးချမ်းတဲ့အရာမျိုးလုံးဝမတွေ့ရသေးဘူးတော့။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါလေ။ထီထူးကံစမ်းခြင်းနဲ့ဆိုရင်6တလုံးထီထူးကံစမ်းလို့ရပါလေ။ ဝီကြီးလက်လာပါများပွင့်လန်းလာလိမ့်မယ်အဲ့တော့မိမိကိုယ်၌ကဉာဏ်အားရောနောက်ခွန်အားရောဘာပဲလုံးလုံးအလုံးလုံးတဲ့အခါမှာတကယ်ကိုထိထိမိမိလေးနဲ့စိတ်စိတ်ဆက်ဆက်လုံးလိုက်တဲ့အရာလေးတွေကနေပြီးတော့မှငွေကြီးလက်လာပါရေပွင့်လန်းရှင်လန်းစေမယ်တပတ်တာလို့တွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကိုခြုံငုံပြီးကြည့်လိုက်တဲ့အခါအရာရာမှာမိမိသွားတဲ့လားမိမိသွားတဲ့အလုံး မိမိအယောင်းဝယ်ပြောတဲ့အခါနောက်ပြီးတော့မိမိအနေနဲ့စာချုပ်စာတမ်းကိစ္စတွေစကားပြောဆိုတဲ့အခါအတိုက်ခဲရှိတယ်အနှောက်ယှက်လည်းရှိတယ်ဒါပေမဲ့အန္တရာယ်တော့မရှိဘူးအဲ့တော့အလုံးစုံစိတ်အနှောက်ယှက်တော့ဖြစ်တယ်သို့ပင်ပေကိုကပြေလဲအောင်ဖန်တီးနိုင်တဲ့စွမ်းဆောင်ရည်ရှိတယ်လို့တွေ့ရတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆံမပေးချင်ပါသေးတယ် ။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေမိမိနေအိမ်ကဖယားမှာကြံရနဲ့ပဲဖြစ်ဖြစ်ဓာတ်ရည်နဲ့ပဲဖြစ်ဖြစ်ဒိန်းချင်းတစ်ခွက်လှူရင်းချင်းဖြစ်ဒါနေ့စဉ်လှူသွားနိုင်ရင်ပိုကောင်းတယ်ပေါ့နော်။ကံထောက်ပံ့များစွာရရှိစေမယ်လို့တွေးရပါလိမ့်ရှင်။မင်္ဂလာပါရှင်။နေ့ရ6လောက်မှာရှိရ6လောက်တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။တနင်္လာသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အင်တာစိတ်ရှုပ်ရမယ် စိတ်ပင်ပန်းရမယ်အကျုံးမြတ်နေတာမျိုးလေးလည်းကြုံရတဲ့တည်းဒါကြောင့်အလုံးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတစ်ပတ်တာလို့တွေ့ရပါတယ်တမူကြီးကပစ္စည်းများထွက်တပါတယ်မိမိအနေနဲ့ကိုမပြောလိထားတဲ့အရာလေးတွေရနေပြီးတော့ဆုံးရှုံးနေတာစီပဲအရာလေးတွေတွေ့ရပါတယ်ဒါကြောင့်မို့လို့ဘာလိပဲလို့တော့တတိဝရိယနေလောက်ကင်စီချင်ပါတယ် မိတ်ဆွေပေါင်းသင်းတွေဆရာသမားတွေရဲ့အကူအညီကောင်းတွေရဖို့ရှိတယ်။ဒါပေမဲ့ကိုကိုယ်တိုင်ပြုံးမဆိုပါဒုံမကင်မလေးတွေကြောင့်နေနာဆုံးရှုံးစီတဲ့အရာလေးတွေကိုတွေ့ရတာမို့ဒါကြောင့်သတိလေးထားစေချင်တယ်နော်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများစီစဉ်ညွှန်ကြားတဲ့အရာတွေအစဉ်ပြပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။ဆွေမျိုးသားချင်းစီကအတိုက်ခိုက်လေးတွေ ိတ်နှောက်ရှက်ဖြစ်စရာလေးတွေဒီလိုလေးဂျုံရတဲ့တည်းဒါပြင်ငွေကြီးကြောင့်အကူအညီထောက်ပံ့ကောင်းတွေမရတဲ့အပြင်ငွေနဲ့ပတ်သက်ပြီးတော့ရံများခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းတို့လည်းတွေ့ရပါတယ်ရန်အနေဆိုးရတဲ့အရာလုံးဝမရှိဘူး။ဒို့ပေမဲ့ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေကိုအကြောင်းပြုပြီးစကားတွေမလို့အပဲပြောရတဲ့တည်း။ဒါကြောင့်မို့လို့မိမိအနေနဲ့စိတ်ခွန်အားကျဆင်းစေတဲ့တပတ်တာလို့လည်းတွေ့ရပါတယ်။ အခြေအနေနဲ့ပတ်သက်ပြီးတော့အပြောင်းလဲပေါ်ပြီးဒီလိုပြောင်းလဲခြင်းဟာကောင်းသောပြောင်းလဲခြင်းလို့မြင်ပါတယ်မိမိအနေနဲ့လက်တွဲနေတဲ့ခြေသူကမိမိအပေါ်မှာဂယုဆိုင်မှုကျင်နာမှုယူရမှုတွေမရှိတော့ပဲနေမိမိကိုစိတ်ဝင်စားနေတဲ့တယောက်ကမိမိအပေါ်မှာအယံတွေးထွေးသွားတာမျိုး ဒီလိုနှွေးထွေးတဲ့အပေါ်မှာမိမိကတာယာသွားတာမျိုးတွေလေကျွမ်းမှာပဲဖြစ်ပါတယ်။ဒါကတော့မိမိစိတ်ကိုင်းကြရွေးချယ်ခွင့်ရှိပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးတွေအေးချမ်းတာယာစီပဲတပတ်တာလို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရောချူချမေးအဲ့တော့ဖြစ်လိုက်ရင်လေအကျုံးမကောင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်အကျုံးမကောင်းတဲ့သူများတင်းလာသားသမီးချစ်မိတ်ဆွေတတိလေးထားပါနော်။တွားရလာတဲ့နေရာတွေမှာ ချီချော်လက်ချော်လေးတွေဖြစ်တပါတယ်။တီးချမှုရင်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်အလုံးနဲ့ပတ်သက်ပြီးတော့ဝေးဝေးမရတာတွေ၊ဆုံးဖြတ်ရခတ်တာတွေ၊စိတ်တိုင်းမကြတာတွေဒီလိုတွေရှိတဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အားနေပါတယ်။ဒုဗိဝေထီထိုးကန်ဆင်းခြင်းနဲ့ဆိုရင်တော့ သုံးညတလုံးကိုဒီတူကန်ဆန်လို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့လှည့်ရပက်ရတာလေးတွေလှည့်ပက်ပြီးလုပ်ခံရတဲ့ကိစ္စလေးတွေအစီအပြေပဲ။ဒါပေမဲ့ပြောပြောဆူဆူနဲ့ပဲလဲပက်သွားပဲတပတ်တာလို့တွေ့ရတယ်နော်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိကိစ္စထက် အကြီးကြီးတွေအတွက်ကိုအမြင့်နောက်ဆန်တင်ရပါတယ်ဒီတော့တင်းလာသားသမီးချစ်မိတ်ဆွေအတွက်ကိုဆရာမကကံတောက်ပံဖြစ်စေတဲ့ရည်ရည်လေးတစ်ခုပေးချင်ပါတယ်တင်းလာသားသမီးချစ်မိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရွက်ရမယ့်ရည်ရည်ဟာမိမိနေအိမ်ကဖရားမှာခရီးပန်းလီတော့18ပွင့်ပေါ့နော် အဲ့တော့ခရီးပန်းလေးခု16ပွင့်ကိုစက္ကန့်ဒူတန်းပါအဲ့တော့ဆရာမကြီးခရီးပန်းရှားတယ်ကျမတို့ဘက်မှာဆိုရင်တော့ခရီးညွန့်လေးကို16ညွန့်ဒူတန်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်နှစ်ရဲ6လောက်မှရှိရဲ့6လတပတ်တာအင်္ဂါသာသမီချစ်မိဆိုရဲ့လောက်ကိုင်းကနေစတင်ဟောပြောပေးပါမယ်ရှင်အင်္ဂါသာသမီချစ်မိဆိုရင် အလုံးကပတ်သက်ပြီးတော့စိတ်ဝန်းကျင်စရာဆိတ်ရှုပ်စရာတွေကျွမ်းမှာပဲဖြစ်ပါတယ်။တံမိုးကြီးသောပစ္စည်းများပြောင်းဖြစ်ပါတယ်ဒီလူဆိုင်စီကနေတော့မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့စိတ်ပေါင်းကိုယ်ပါပဲနေတဲ့။ဘာကြောင့်လဲဆိုတော့မိတ်ဆွေရောပေါင်းတဲ့တွေကဘေဘီအပေါ်မှာအပြောစုံမတက်တာတွေနောက်ပြီးတော့လူရှိသူရှိပါမိမိကိုဘုံသိခါချတာတွေဒါလေးကြုံရပါပဲဖြစ်တယ်။ဒါကြောင့်သတိထားပါတော့။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရံများအဆင်ပြေပါလိမ့်မယ်။အိမ်နဲ့ပတ်သက်ပြီးတော့ဘယ်ရောက်ဆိုစီစဉ်တခြားနေပုံစံချလို့ရမယ်ဒီမှာပါပါတယ်။ချိန်မျိုးသားကြီးစီကကုကြီးတောင်းဖက်ကောင်းကြီးရောက်ဖို့ရှိနေပါတယ်။အဲ့တော့ရံဝေးရံဒီဘယ်ဆွေမျိုးသားချင်းလို့ဆိုမိမိကိုအကူကြီးကောင်းပေးတာမျိုးအကြံဉာဏ်ကောင်းပေးတာမျိုးဒါလေးကြောက်ပါပဲဖြစ်ပါတယ်။ ရန်အတိုက်ခိုက်အနောက်ဆက်ရှိတဲ့သတိထားရတယ်နော်။အဲ့တော့ကိုကဒီလုပ်ကလေးလုပ်မယ်လို့စိတ်ကူးလိုက်လို့ရှိသေးတယ်။တခြားတယောက်ကဒီလုပ်ကိုတောင်းလို့သွားတာမျိုးအဲ့ဒါလည်းအတိုက်ခိုက်ရန်များတာပေါ့နော်။အဲ့တော့ရန်များတာကတော့ကိုပဲနေရာသွားသွားဘာပဲလုပ်လို့အမြဲတမ်းကိုပေါ်မှာမနာလိုကြီးတိုက်ခိုက်ခြင်းအဲ့ဒါလေးတွေရှိတယ်။ဒါကိုရန်များတယ်လို့ပြောရတယ်။ဒါမျိုးလည်းသတိထားရတယ်။အခြေအနေပတ်သက်ပြီးတော့ ။ဒီနေ့ပေါ်မှာချစ်သူကသစ္စာတွေပြတ်သွားတာမျိုးသစ္စာမရှိတော့တာမျိုးကြောင့်ရတဲ့တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ကမိမိကတစ်ခုပြီးတစ်ခုစိတ်တိုင်းပဲကြားနေတာတယောက်နဲ့တယောက်ကမချင်းမနှံတွေပြစ်ပြီးတော့စကားတွေပြရတာမျိုးကြောင့်ရတဲ့တယ်။ကျမအင်းနဲ့ပတ်သက်ရင်တော့မယူဆိုင်ပါကျမအင်းရဲ့တပါတဲ့ဖြစ်လိုက်ပြီဆိုရင်အဲ့လိုအမြင့်ရနေပြီးတော့ပြုတ်ကြတာခြေချော်လက်ချော်ပြစ်တာဒါလေးကြောက်ရမှာပဲဒီပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးအဲ့တော့ဆွေမျိုးသားချင်းတွေမှာနောက်မိမိရဲ့ base တွေတကယ်ဆွေမျိုးလိုနေတဲ့ base တွေအရင်းအဆုံး base တွေတွေမှာကျမ်းမာရေးအသေးအံ့ညံ့တဲ့တရင်းမျိုးတွေကြားရမှာဖြစ်ပါလိမ့်ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းတယ်ခီတိုကန်ဆန်းတင်တယ်ဆိုရင်တော့တစ်တလုံးခီတိုကန်ဆန်းလို့ရပါတယ်ဝိတိတလာပါလေရှင်လမ်းမယ်ပွင့်လမ်းမယ်တပတ်တာနေလေပြရပါလေ နောက်ဆုံးချက်ကလေးကဘာလဲဆိုတော့မိမိကရဆရာရှိတဲ့ပတ်စံကြီးပျောက်ပြက်သွားတာဆုံးရှုံးသွားတာဟိုတော့အဲ့ဒါလေးကြောက်ရတဲ့လေဒါတော့ငွေကြေးကိစ္စဆိုရင်ဒီတစ်ခါမှမဟုတ်ဘူးအရင်ကနေကငွေကြေးလေးတွေလုပ်ထားတာရှိရဆိုရင်လက်လွန်ထားတာရှိရဆိုရင်ဘုဘကလည်းလည်းစစ်စစ်ဆက်ဆက်ကလေးပြန်လိုက်တဲ့လေဆက်မှပြရတယ်ပြီးတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေပြန်နောက်ဖက်ပြစ်စီတဲ့ကြေရာကောင်းလေးဆက်မှပြစ်ထားပါတယ် အင်္ဂါသောသမီးချင်းမိတ်ဆွေများပြုလို့ဆောင်ရွက်ရပဲဒီတပတ်တိုင်းရေရာကမိမိနေအိမ်ကခရီးအမှာပဲဝေရောက်ထီးကိုလက်လှူဒန်းခြင်းဖြင့်မိမိကက်ကဲနေတဲ့တပတ်တောင်အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်နေရ6လောက်မှာရှိရဲ6လတပတ်တာဘုံတို့ဟူသားသမီးချင်းမိတ်ဆွေရေအလုတ်ကန်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင် ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့တပတ်တာကံအားအလွန်ကောင်းနေပါတယ်အလုတ်ကနေလာစားတိုးတာယာရုတွေတိုးတာ နေရာကောင်းရရှိတာအယောင်းဝယ်တွေကောင်းတာဝယ်ပန်းတွေရောင်းပန်းတွေပွက်လန်းစီတဲ့တပတ်တာလို့မြင်နေပါတယ်တမူကြီးတော့ပြည်စင်းများဝယ်လာဖို့ရှိနေပါတယ်မိမိကိုယ်တိုင်ကလည်းပဲကိုကစုဆောင်ထားပြီးတော့ဒီတပတ်တာမှာဝယ်မယ်လို့ရည်ရွယ်ထားတာမျိုး ဒါမှမဟုတ်ရင်လည်းဖြတ်ခနဲငွေကြီးကိစ္စအစီပြေပြီးတော့မှဝဲပြစ်သွားတာမျိုးတန်မိုးကြီးတို့အရာတခုဝဲလာမိလို့တွေ့နေရပါတယ်။မိတ်ဆွေပေါင်းသိစီမအကူကြီးထောက်ခံကောင်းတွေရဖို့ရှိနေပါတယ်။ဒါအပြင်မိတ်ဆွေကနေပြီးတော့ဒီအဆက်အသွယ်ကြီးရာကိစ္စတွေမှာအစီပြေချောမွေပြီးတော့စာရွက်စာတဲ့ကိစ္စအစီပြေခြင်းငွေကြီးကိစ္စစကားပြောဆိုအောင်ပြေခြင်းအလုပ်ကိစ္စတွေပို၍တွေ့ချေခြင်းဆိုတဲ့နမိတ်လေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အိမ်ကိစ္စနေရာတိုင်းကိစ္စလေးတွေအလုံးစုံပြေလည်သွားမယ်အစီအပြေသွားမယ်အိမ်နဲ့ပတ်သက်ပြီးတော့အကြောင်းအရာစိတ်ညစ်နေရတဲ့ဘုဒ္ဓဟူသားသမီးချင်းမိတ်ဆွေဆိုရင်ဒီဒီဘက်တာမှာအိမ်နဲ့ပတ်သက်ပြီးအေးချမ်းသာယာငြိမ်းချမ်းမှုတွေရရှိစေပဲဒီဘက်တာလို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကျမ်းမာရေးတွေမကောင်းလို့စိတ်ညစ်စရာပူပန်စရာတွေကြုံရမှာပဲဖြစ်ပါတယ်ရဲအတိုက်အခိုက်အနှောင့်အယှက်ရှိတယ်နော်မိမိကိုကူညီနေတဲ့သူတွေရတစ်ဖက် တစ်ဖက်မှာမိမိကိုမနာလိုမုန်းတီးနေတာနောက်တစ်ခုကကျတော့အတိုက်ခိုက်အမြဲတမ်းကိုကြိုးစားနေတာဒါမျိုးတွေရှိတယ်သတိထားပါနော်အချီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီပြဿနာဖြစ်ဖို့ရှိနေပါတယ်။အဲ့တော့ချစ်သူမရှိသေးတဲ့သူဆိုရင်လည်းဒီတစ်ပတ်ထဲမှာအဖြေပြန်ပေးဖို့ရှိနေတယ်ဆိုရင်ခိတ္တရက်ဆိုင်ထားစေချင်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်နဲ့မိမိနဲ့ပြဿနာတွေခဏခဏဖြစ်တာရံများတာမျိုးကြုံရမှာပဲဖြစ်ပါတယ်။ ျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါ အမြဲတမ်းကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အစာမကြေတာနောက်တစ်ခါကျတော့အမြဲတမ်းရင်နေပြည့်နေတာအံ့ငင်တလို့လို့ဖြစ်တာဒီလိုလေးကျုံ့မှာပဲဖြစ်ပါတယ်အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါ။ဘာကြောင့်လဲဆိုတော့တပတ်တာမှာမိမိအတီတဲ့အလုံးလုံးကြရတာငွေကြီးကိစ္စလေးတွေပြောဆိုတိုင်ပင်ရတဲ့ကိစ္စရမြအဆင်ပြေတဲ့တရေကောင်းလေးကြားမှာပဲဖြစ်ပါတယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီထိုးကံစမ်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုထားတဲ့ကိစ္စရပ်တွေအစီအပြေတွေဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့ပိုပြောတဲ့ရက်ပိုချိန်းတဲ့ရက်မှာမဖြစ်ဖက်တဲ့နောက်ကျပြီးအစီအပြေသွားတာမျိုးတွေလည်းကျွမ်းဝတ်တတ်တယ်ဒီတော့စိတ်ရှိရတယ်ပေါ့နော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆီယံချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုယ့်ဘက်ကနေပြီးတော့မှ စကားတွေကျွန်သွားတာမျိုးမဖြစ်စေနဲ့နောက်တစ်ခုကကြတော့ဂရီတစ္ဆာတွေမပြတ်စေဖို့အရေးကြီးပါတယ်ဒီတစ်ပတ်တည်းမှာမိမိကဂရီတစ္ဆာတစ်ခုခုပြက်ပြားလိုက်ပြီဆိုတာနဲ့ကိုတကယ်ကံအားကောင်းနေပါတယ်အလုပ်တွေအရန်ကောင်းနေပါတယ်ငွေကြီးတွေအဆင်ပြေပါတယ်ဆိုတဲ့တက်ဟာပြောင်းပြန်ဖြစ်သွားတတ်တယ်ဒါလေးကိုတော့သတိထားစေချင်တယ်ဒီတော့ဘုံတော်ဦးသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ် ဗုဒ္ဓဘာသာချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရွက်မဲ့ရည်ရည်ကမိမိနေအိမ်ကဖျားမှာတန်မြာကြီးတစ်ခွက်လူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမည်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။နေရ6လမှာရှိရ6လတပတ်တာကြာသာပရိသတ်သမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ကြာသာပြီးသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အလုံးကံအားကောင်းနေပါတယ်။အယောင်းဝယ်တွေနဲ့ အကျိုးပေးနေတယ်အလုံးနဲ့ပတ်သက်ပြီးတော့လည်းပဲဝန်တန်းတို့လက္ခဏာစားတို့လုပ်တဲ့ချင်းမိတ်ဆွေရေဆိုရင်လည်းပဲဒီတစ်ပတ်မှာအလုံးရဲ့ကြည်နုမှုအလုံးရဲ့အကျိုးမြတ်ရရှိမှု အလုံးနဲ့ပတ်သက်ပြီးစကားပြောဆို အောင်မြင်မှုဒီလိုလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်အတိုက်ခံရမ်းများနေတယ်အဲ့တော့တန်ဖိုးကြီးရဲ့ပစ္စည်းတွေလည်းထွက်တတ်တယ်ဘယူဆိုင်ပြရတယ်နော်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ဒိတ်လေးနှိပြတာမျိုးခံရတတ်တယ်။ဥပမာပစံလာကြီးရေဆိုကြပါစို့ ဝေးချင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုလိုက်တဲ့အခါမှာသူ့ဘက်ကလည်းကိုပြန်မပေးနိုင်တာကိုကလည်းငွေကြီးသွားစကားပြောတော့မယ်ဆိုလို့ချင်းအဲ့ဒီမှာချက်ဖြတ်သွားတာငွေဦးအကြောင်းပြုပြီးတော့မှလှည့်ပတ်ပြီးတော့မှအလုံးလုံးရတာခက်ခဲစီတဲ့တပတ်တာလို့တွေ့ရတယ်နော်ဒါလေးကိုသတိထားရတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာမိုးကျစရာတွေတစ်ခုပြီးတစ်ခုကြုံရပါပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ ကျမကြီးမကောင်းတဲ့တဲ့ ကျမရဲ့ညနေသတင်းဒါလေးကြားတတ်တယ်နော်ရန်အန်ဒီရေလုံးဝလုံးဝမရှိပါဘူးရှင်။အဲ့တော့ရန်အန်ဒီရေမရှိရဲ့ပြင်မိမိမှာတပတ်တာအတွက်ချစ်သူခင်သူတွေပေါ်လာပဲတပတ်တာလို့တွေ့ရပါတယ်။အချင်းနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာစိတ်တိုင်းမကြတာမယုံကြည်တာမျိုးတွေဖြစ်တတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်တော်ဘက်ရဲ့အလုပ်ကိုင်းအခွင့်အလမ်းကောင်းတွေ ပိတ်ဆို့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းစိတ်ရှုပ်စရာအိမ်တော်ကြီးမှာမသားမယာလေးဖြစ်တတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တော့စူးချူလုံးဝမရှိပါဘူးရှင်။ရခင်ကနေရကျမ်းမာရေးယောဂဝေဒနာခံစားရတဲ့ချစ်မိတ်ဆွေ၊ကြာသပြီးသားသမီးဆိုရင်ဒီတစ်ပတ်တာမှာအနာနဲ့ဆီးနဲ့တွေ့သွားပြီ။ဆရာကောင်းတစ်ပါးကောင်းတွေ့သွားပြီဒီလိုလေးတွေ့ရတယ်နော်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါမိမိအနေနဲ့ဒီတပတ်တော်တွင်ထဲမှာအလုပ်လုပ်ကြတဲ့အရာလေးတွေသည်ရလာတဲ့ငွေကြီးအကျိုးမြတ်ရသည်ဖြစ်စေမရသည်ဖြစ်စေအလှူဒန်းနဲ့ပတ်သက်တဲ့အရာလေးကိုအစင်သင့်တန်းသွားပြီးတော့တွေ့ရတယ်အဲ့တော့အလှူတွေပို့ပြီးတော့လုပ်ခွင့်ရတယ်အဲ့တော့ဗာလေးပဲဖြစ်ဖြစ်ပေါ့နော်ကိုကလှူဖြစ်နေတယ်ပေါ့ဒီတပတ်ထဲမှာအလှူရေဆက်လက်နဲ့မကွာအမြင်မပြတ်လှူဖြစ်နေတယ်တွေ့ရပါတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံဆန်းကျင်နေဆိုတော့လေးတလုံးထီထိုးကံဆန်းလို့ရပါတယ်။နောက်တစ်ခုကငွေကြီးနဲ့ပတ်သက်ပြီးတော့ဘေဘီအနေနဲ့စကားပြောဆိုတဲ့အခါမှာကိုယ့်ဘက်ကနေပြီးတော့အချိန်ကောင်းခါကောင်းလေးတွေရွေးပြီးတော့မှပြောဆိုရတယ်။ ဘရုံးမှအလူရန်သန်းပြီးတော့မှငွေကြီးနဲ့ပတ်သက်ပြီးလက်လို့စပဲမပြောအောင်နော်ရရရချီချီမချီဘူးဆိုလို့ရှိရင်လည်းပဲချိန်ကောင်းခါကောင်းလေးရွေးပြီးတော့မှငွေကြီးကိစ္စကိုစကားပြောဆိုတင်ပါလေဒါဆိုရင်နှစ်ခါနှစ်ခါမပြောရဘဲနဲ့တစ်ခါလေးနဲ့ရှော့ရှူဖြစ်သွားတာမျိုးဒီကျောင်းဝမှာပဲဖြစ်တယ်နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာလေးချုံကိုပြကြည့်လိုက်တဲ့အခါ ဘယ်အရာမှစူးရီမှုပူပန်မှုကြောင်းချောင်းမှုမရှိဘူးအဲ့တော့မိမိအနေနဲ့တပတ်တာအလုံးစုံမှာအမျိုးသမီးတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေရရှိစေပဲတပတ်တာလို့တွေ့ရပါတယ်ဒီတော့ဂျာတာဝိကာသမီးချင်းပိတ်ဆွေတွေကံအထောက်ပံ့ပြည့်စုံတဲ့ရည်ရာကောင်းလေးပေးချင်ပါတယ်ကြတာဘီတာသမီးချင်းမိဆွေပြုလို့ဆောင်ရမ်းပေးတပတ်တာရေဒီယာကမိမိနေအင်းကဘုရားမှာသို့မဟုတ်ဇီရီပြစုမှာတကုံကောက်ကအစုံတစုံပေါ့နော် ဒါသွားပြီးတော့လှူတဲ့ချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမိတ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။နေ့ရ6လမှ၈ရက်6လတပတ်တာတောက်ကြသားသမီးချင်းပြီးဆိုရင်လုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချင်းပြီးဆိုရင်အလုတ်ကင်ရန်ကောင်းနေအထူးသဖြင့်အလုတ်ရဲ့ခွန်လန်းကောင်းတွေအများရရှိစေပဲလို့တွေ့ရပါတယ်။အယောင်းဝယ်တပားများဆိုရင်လည်းရောင်းပန်းဝယ်ပန်းတွေဝင်လန်းစီပဲတပတ်တာပါ။ တာမူကြီးသောပြည်စီများဝင်လာဝင်ရှိနေပါသည်မိတ်ဆွေပေါင်းသေးစီမှအကူကြီးအကြံဉာဏ်ကောင်းအထောက်ပံ့ကောင်းညာစွာရရှိစေပဲတပတ်တာလို့မြင်ပါသည်ဒါ့အပြင်မြေနဲ့ပတ်သက်တဲ့ကိစ္စရက်ကလေးတွေစာချုပ်ချုပ်ဆိုတာတို့စကားပြောဆိုတာတို့တော့မြေဦးကြိုက်လို့တွားကြည့်တာမျိုးတို့အဲ့ဒီမြေကိစ္စနဲ့ပတ်သက်ပြီးတော့အလုံးစုံပြည့်လည်မဲ့တွေ့ရတယ်နော် အိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်မှုတွေအစဉ်ပြေပြီးအိမ်ရောင်းဝယ်ကိစ္စတွေစကားပြောဆိုရပြီးအိမ်နေရာထိုင်ခင်းအပြောင်းရွှေ့လေးရှိတယ်။ကောင်းသောပြောင်းရွှေ့ရခြင်းလို့လည်းတွေ့ရပါတယ်။ရှင်ပြူသားချင်းစီမှာအကူအညီကောင်းထောက်ပံ့ကောင်း အကြံဉာဏ်ကောင်းတွေရရှိစေတဲ့အပြင်ရှင်မျိုးသားချင်းကိုအကြောင်းပြုပြီးတော့မှတခုခုပေါ်တော့တန်ဝူးကြီးသောပစ္စည်းရောင်းထွက်သွားတာမျိုးအဲ့ဒီအတွက်ကိုကိုကဆောင်ရွက်ပေးလိုက်တဲ့အခါမှာအစီပြေသွားတယ်အိမ်ွယ်ချီးမွမ်းခံရတယ်နောက်ပီတိဖြစ်စရာလေးကြုံရမှာပဲဖြစ်တယ် လေးလေးလှပြတာမျိုးတွေခံရတဲ့တည်းဒီဆိုင်ပါတော့အဲ့တော့ဘာလေးပဲလုံးလို့မြင်းတဲ့တတိရှိရှိပါဘသူ့မှာယုံကြည်မလို့ကိန်းစီနေမိမိအနေနဲ့အယောင်းဝင်စကားပြောဆိုတဲ့အခါမှာလေတတိလေးထားပြီးတော့မှပြောဆိုစီချင်ပါတယ်အချီကြီးနဲ့ပတ်သက်ပြီးတော့ညီနေမဲ့တစ်ဖက်တာပါအင်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချင်းသားရောက်ပဲအင်တော်ကြီးလို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ဘေးဥစိတ်ပါအဓိကတော့ဒူးတွေညောင်းညာကြိုက်ခဲနာကျင်တဲ့ဝေဒနာတွေခံစားရတပါလေအေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့မိမိကိစ္စထက်သူတစ်ပါးကိစ္စတွေကိုပုံပုံဆောင်ရွက်ပေးရခြင်းအတွေ့မအေးချမ်းသေးဘူးလို့တွေ့ရတယ်နော်ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒုဗိမဲ့ထီတူကန်ဆန်းကျင်နေဆိုတော့ရှစ်တလုံးထီတူကန်ဆန်းလို့ရပါတယ်။ ဝီကြီးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတဲ့အခါမှာအမြင်နှစ်ချိန်တစ်ခါပြောဆိုရတယ်စာချုပ်ချုပ်ရင်လည်းနှစ်ခါနှစ်ခါစာချုပ်ချုပ်ရတာမျိုးတွေတစ်ခါလည်းမပြီးပြတ်တာမျိုးတွေဖြစ်တဲ့တည်းဒါပေမဲ့အဆင်ပြေသွားမယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကြီးလိုက်တဲ့အခါမိမိမှာချစ်သူခင်သူတွေပေါ်လာပြီးတော့တပတ်တာအလုတ်ကိစ္စပဲစကားပြောပြောနောက်ပြီးတော့အခြားသောဒီ ဦးစီးဦးဆောင်မှုတဲ့ကိစ္စအုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စစကားပြောဆိုတာအစားအဆင်ပြေပဲလို့တွေ့ရပါတယ်။ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံထောက်ဖက်ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးဆံမပေးချင်ပါတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရရမယ့်ဒီဘက်တာရည်ရွယ်ကမိမိဘယ်နေရာလေးကိုပဲတွားတော့တွားတဲ့နေရာတိုင်းမှာကိုးရာတွေထဲမှာထည့်ထည့်စားတဲ့၄နှင်းပွင့်လေး၅ပွင့်ကိုထည့်ဆောင်ပြီးတော့ သွားတယ်လာတယ်ဆိုရင်မိမိခက်ခဲနေတဲ့တပတ်တာ အလုံးစုံပြည့်လဲသွားမေးလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။နေရ6လောက်မှာရှိရ6လတပတ်တာစနေသားသမီးချင်းပိစုရဲ့လုပ်ကင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်။စနီတာသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အလုံးကံအားကောင်းနေပါတယ်။မိမိမျှော်မှန်းထားတာတစ်တောင်ပို၍အစဉ်ပြေမဲ့တပတ်တာလို့လည်းတွေ့ရပါတယ်။တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်။ မိစေပေါင်းတဲ့ပတ်သက်ပြီးတော့ဘသူကိုမှယုံကြည်လို့မရဘူးလို့လည်းမြင်ပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့ဆင်းရဲစရာဆိတ်ရှုပ်စရာတွေပူပန်စရာတွေပဲကြုံတွေ့ရမှာပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်မချမ်းသာစရာတွေပဲကြားနေရမှာပဲဖြစ်ပါတယ်။ချိန်မြူသားခြင်းတွေက နိုင်ရည်သတင်းတွေကြားမှာပဲဖြစ်ပါတယ်။ကျမကြီးအသေးတန်ညံ့တာမျိုးတွေကြားတတ်ပါတယ်။ ရန်အတိုက်ခိုက်ရှိပါတယ်သွားတိလာတိအမြဲတမ်းတိရှိစေခြင်းနဲ့နော်အချီးကြီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်လန်းနေပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချင်းတာယာပဲအိမ်တော်ကြီးတခုပိုင်ဆိုင်အောင်ပါပဲဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ခရီးပန်းတာသွားတယ်လာတဲ့အခါမှာသွားရင်းလာရင်းနဲ့ချီတော်လက်ချော်လေးဖြစ်တာဒါလေးယူတော့သတိထားပါနော် အေးချမ်းချင်းရင်းချမ်းချင်းရောက်ရှိလာပဲတပတ်တာလို့တွေ့ရပါတယ်။မိမိရဲ့ရှိပါအလုတ်ကင်ဒီကိုကသွားရောက်ပြီးလုတ်ကင်ဒီကကလေးတယောက်ရဲ့ရေမောပျော်ရွှင်တဲ့အတန်လေးကြီးကြားပြီးဆိုတာနဲ့အဲ့ဒီတဏိတာမှာအလုတ်ကင်အစီပြေပြီးဆိုပြီးတော့သတ်မှတ်လို့ရပါပြီ။ကနပတိုင်တော့ကံအားနေပါလေဒို့ပေမဲ့ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရပါလေငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုရမယ့်ကိစ္စတွေလေ ပြန်ပြီးရရှိပြီးပုံမြုပ်နှံထားတဲ့ရင်းနှီးမြုပ်နှံမှုတွေဆိုရင်လည်းပဲငွေပြန်ပေါ်စီပဲတပတ်တာလို့တွေ့ရပါတယ်။အရာအလုံးကိုခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ပူကအလုပ်တစ်ခုလုပ်လိုက်တယ်ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြုပ်နှံလိုက်တဲ့အကျိုးအမြတ်များစွာကိုဒီတစ်ပတ်မှာပဲခင်းနေရှာရှာလေးတွေတိတိတတ်တာအကျိုးမြတ်ရရှိစီမဲ့လို့တွေ့ရပါတယ်ဒီတော့ကံအထောက်ပံ့ပြည့်စုံမှုတွေရေရာကောင်းလေးဆံမှာပေးချင်ပါတယ် စနေသားသမီးချစ်မိဆွေပြုလို့ဆောင်ရရမယ့်တပတ်တာရေဒီယာကနေအင်ကဖျားမှာထမင်းနဲ့စီစားနေပြီးတော့ငါးကြော်နေစွန်းစက်ကလူတဲ့ချင်းပြမိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်